ဆိုတဲ့အမျိုးသမီးငယ်ဟာရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီးဒီနေ့မှာတော့ရွာဦးကနှစ်ပေါင်း100ကျော်တက်တန်းရှိပြီဖြစ်တဲ့အိမ်ဟောင်းကြီးအကြောင်းကြားသိခဲ့ရတယ်။လူသူအယောက်အပေါက်နဲ့အဲ့ဒီအိမ်ဟောင်းကြီးဟာတရေချောက်တဲဆိုတဲ့နာမည်နဲ့လဲကြော်ကြားတာကြောင့်တန်နာရဲ့စူးစမ်းခြင်းစိတ်ကိုပိုပြီးဆွဲဆောင်နိုင်ခဲ့တယ်။တန်နာဟာသူ့ရဲ့တငယ်ချင်းဖြစ်သူအောင်နဲ့အတူတနင်္လာနေ့မနက်ခင်းမှာအိမ်ဟောင်းကြီးစီသွားဖို့ဆုံးဖြတ်လိုက်တယ်။ရွာပြင်ကိုရောက်တော့ လေကွင်းတွေစိမ့်လန်းတဲ့တပင်အုပ်တွေကြားမှာခန့်ညားထဲဝါစွာရက်တည်နေတဲ့အိမ်ဟောင်းကြီးကိုတွေ့လိုက်ရတယ်။အိမ်ကြီးရဲ့နေရံတွေမှာမှုတွေတက်နေပြီးသတင်းပေါက်တွေကလည်းမှောင်မဲလိုနေတဲ့ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီးထူးဆန်းတဲ့အငွေတက်တစ်ခုကသူတို့နှစ်ယောက်ကိုဖိစီးထားသလိုခံစားရတယ်။အိမ်ထဲကိုဝင်ဖို့အတွက်တကားမကြီးကိုတွန်းဖွင့်လိုက်တော့ တန်ချေးတက်နေတဲ့အတန်ကပဝင်းကျင်ကိုခြောက်ခြောက်ွယ်ကောင်းစွာ ပြန့်နှံ့သွားတယ်။အိမ်လေးရောက်တော့ဖုံရွှေအိမ်မြောင်အစားရှိတဲ့နှိုက်တရိုက်တွေနဲ့ပြည့်နေနေတာကို တွေ့ရတယ်။လေထဲမှာဆူဆူတဲ့အနံ့နဲ့အတူတသားဟောင်းတွေရဲ့အနံ့ကရောထွေးနေတယ်။တန်နာနဲ့အောင်လို့ဟာအိမ်ရဲ့အခန်းတစ်ခုပြီးတစ်ခုကိုလှည့်လည်ကြည့်ရှုခဲ့ကြတယ်။နေရံမှာချိတ်ဆွဲထားတဲ့မင်းမိန်နေတဲ့ပကြီကားတွေကျွေအိုးဟောင်းတွေနဲ့တသားထွင်းထူထားတဲ့ပရိဘောကားတွေကို တွေ့ရတယ်။အရာအားလုံးက အတိတ်ရဲ့အရေးအယံတွေကို ဖော်ညွှန်းနေတယ်။အပေါ်ထက်ကိုတက်ဖို့အတွက်လေကားထစ်တွေကို ဖြင်းင်းစွာတက်သွားကြတယ်။လေကားထစ်တွေကတက်တိုင်းအတန်မီနေတာကြောင့်သူတို့ရဲ့ခြေလမ်းတိုင်းဟာပိုပြီးစိုးရိမ်ထိတ်လန့်စရာကောင်းလာတဲ့အပေါ်ထက်ရောက်တော့အခန်းင်းငယ်ကိုတွေ့ရတယ်။ အခန်းတစ်ခုရဲ့နေရံမှာတော့ကျောင်းမဖွေရမျိုးလုံးတွေနဲ့အမျိုးသမီးတယောက်ရဲ့ပုံလူပကြီကားကြီးကိုချိတ်ဆွဲထားတာတွေ့လိုက်ရတယ်။ပကြီကားတွေကအမျိုးသမီးရဲ့မျိုးလုံးတွေဟာသူတို့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်တဏှာနဲ့အောင်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးတွေကိုမျိုးချလိုက်ကြတယ်။အဲ့ဒီအခန်းရဲ့ဘေးမှာရှိတဲ့အခန်းထဲကိုဝင်ကြည့်လိုက်တော့အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။အခန်းရဲ့အလယ်မှာတစ်သားစပွဲတစ်ခုရှိပြီးစပွဲပေါ်မှာတော့ဖျောင်းနိုင်တစ်ချောင်းထွန်းညှိထားတာကိုတွေ့ရတယ်။ ခရောင်းတိုင်ရဲ့ဘေးမှာတော့မင်းဦးနဲ့နှက်တောင်မန်ကိုတွေ့ရပြီးသပွဲပေါ်မှာစာရွက်အနေငယ်ပြန့်ကျဲနေတယ်။စာရွက်တွေပေါ်မှာတပ်ပတဲ့လက်ရည်နဲ့ရေးထားတဲ့စာသားတွေကိုတွေ့ရတယ်။တန်နာဟာစာရွက်တရွက်ကိုကောက်ယူပြီးဖက်ကြည့်လိုက်တယ်။စာထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကအဲ့ဒီအိမ်မှာနေထိုင်ခဲ့တဲ့နန်းခင်ဆိုတဲ့မျိုးသမီးတစ်ယောက်ရဲ့အကြောင်းတွေရေးထားတာကိုတွေ့ရတယ်။နန်းခင်ဟာစာရေးဆရာမတစ်ယောက်ဖြစ်ပြီးသူမရဲ့ချစ်သူကစစ်ထဲကိုသွားပြီးပြန်မလာတော့တာကြောင့်အဲ့ဒီအိမ်မှာပဲစိတ်တော်ကားတွေနဲ့တည်ဆုံသွားခဲ့တာလို့ဆိုတယ်။ တဏ္ဍာဟာစာရွက်တွေကိုဆက်ဖတ်နေရင်နန်းခင်ရဲ့ဝမ်းနည်းကြေကွဲမှုတွေကို ခံစားမိလာတယ်။သူမရဲ့စာတွေထဲမှာသူမရဲ့ချစ်သူကိုဘလောက်လန်းစွတ်တန်းတနေလဲဆိုတာကိုအထင်ရှားတွေ့မြင်နိုင်တယ်။ရုတ်တရက်ခန်းထဲမှာလေအေးတွေတိုက်ခတ်လာပြီးဖျောင်းနိုင်ရဲ့မိတော့လေးဟာတုန်ခါသွားတယ်။တဏ္ဍာနဲ့အောင်လို့လန့်ပြီးတယောက်ကိုတယောက်ဖတ်ထားလိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲတကားကသူ့အလိုလိုပိတ်သွားပြီးနှောင်ပိတ်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်။ သူတို့နှစ်ယောက်ကြောက်နေကြတာတကားကိုဖွင့်ဖို့စူးစမ်းပေမဲ့တကားကလုံးဝမပွင့်တော့ဘူးအခန်းထဲမှာတိတ်ဆိတ်မှုကစိုးရိမ်ထိတ်လန့်စရာကောင်းလောက်အောင်ကြီးစိုးနေတဲ့ခဏအကြာမှာတော့တိုးကြီးနဲ့ငူဆိုင်တန်ကိုကြားလိုက်ရတယ်။အတန်ကသူတို့ရဲ့အနာကပဲလာနေတယ်လို့ခံစားရတယ်။တန်နာနဲ့အောင်လို့ဟာကြောက်နေကြအခန်းရဲ့ထောင့်တနေရာမှာကပ်နေလိုက်ကြတယ်။ငူဆိုင်တန်ဟာတဖြည်းဖြည်းကျေလာပြီးအမျိုးသမီးတစ်ယောက်ရဲ့တိုးတောင်းတဲ့အတန်အဖြစ်ပြောင်းလဲသွားတယ်။ပြန်လာပါ။ကျမကိုတယောက်ထဲမထားခဲ့ပါနဲ့။ အဲ့ဒီအတန်ကိုကြားလိုက်ရတော့တန်နာရဲ့နှလုံးခုန်လုံးတွေညံဆန်လာပြီးအောင်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားလိုက်တယ်။သူတို့နှစ်ယောက်ဘာလို့ရမှန်းမသိဖြစ်နေတော့မှာပဲ။နေရံမှာချိတ်ဆွဲထားတဲ့နန်းခင်ရဲ့ပုံလူပကြီကားကြီးဟာတဖြည်းဖြည်းလှုပ်ခါလာတယ်။ရုတ်တရက်ပကြီကားတွေကနန်းခင်ရဲ့မျက်လုံးတွေဟာတောက်ပလာပြီးသူတို့နှစ်ယောက်ကိုစိုက်ကြည့်လာတယ်။သူမရဲ့မျက်နှာမှာနာကျင်မှုနဲ့ဝမ်းနည်းမှုတွေအထင်းသားပေါ်လွင်နေတယ်။တန်နာဟာတတိကိုပြီးနန်းခင်ကိုလှမ်းပြောလိုက်တယ်နန်းခင် ကျမတို့နင့်ကိုကူညီချင်ပါတယ်နင့်မှာဘာခက်ခဲတွေရှိနေလဲပြောပြပါလားတန်နာရဲ့စကားဆုံးတော့နန်းခင်ရဲ့မျက်လုံးတွေဟာတဖြည်းဖြည်းမြင့်မြင့်သွားပြီးငိုရှိုက်တန်ကလည်းတိတ်ဆိတ်သွားတယ်အဲ့ဒီအချိန်မှာပဲတကားကသူ့လိုလိုဖွင့်သွားတယ်တန်နာနဲ့အောင်တို့ဟာအခန်းထဲကနေအမြန်ဆုံးပြေးထွက်လာခဲ့ကြတယ်လေကားကနေအောက်ကိုပြေးဆင်းပြီးအင်ကြီးလေးကနေလွတ်မြောက်သွားကြတယ် ။အိမ်ပြင်ရောက်တော့သူတို့နှစ်ယောက်လုံးမောဟိုက်နေပြီးချွေးတွေလည်းရွှဲနေတယ်။သူတို့ဟာဘာစကားမှမပြောနိုင်ပဲအိမ်ဟောင်းကြီးကိုကြောက်လန့်တကြားလှဲ့ကြည့်နေမိကြတယ်။နောက်ရက်တွေမှာတဏ္ဍာဟာနန်းကင်အကြောင်းကိုစုံစမ်းမင်းမြန်ခဲ့တယ်။ရွာကန်တွေကနန်းကင်ဟာသူမရဲ့ချစ်သူကိုအယမ်းချစ်ပြီးသူပြန်မလာတော့တဲ့နောက်ပိုင်းမှာစိတ်ထိခိုက်ပြီးတေဆုံးသွားခဲ့တာလို့ပြောပြကြတယ်။နန်းကင်ရဲ့ဝိညာဉ်ဟာသူမရဲ့ချစ်သူကိုဆောင်ဆိုင်နေစေဖြစ်ပြီးအဲ့ဒီအိမ်ဟောင်းကြီးထဲမှာပဲလှည့်လည်နေတယ်လို့လည်းဆိုကြတယ်။ တဏဟာနန်းကျင်အတွက်စိတ်မကောင်းဖြစ်မိတယ်။သူမဟာနန်းကျင်ရဲ့ဝိညာဉ်ကိုငြင်းကျင်းစေခြင်းနဲ့ဆန္ဒတွေပြင်းပြလာတယ်။ဒါကြောင့်တဏဟာရွာကဖုံးတော်ကြီးတစ်ပါးကိုပိတ်ဖိတ်ပြီးအိမ်ဟောင်းကြီးမှာအလှူတန်းတွေလုပ်ကာနန်းကျင်အတွက်ဆူတောင်းပေးခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့အင်ဟောင်းကြီးကထူဆန်းတဲ့အတန်တွေတိတ်ဆိတ်သွားပြီးငင်းချက်နဲ့အငွေသက်တွေနဲ့ပြင်းထန်သွားတယ်လို့ရွာခံတွေကပြောပြကြတယ်။တဏ္ဍာနဲ့အောင်တို့လည်းအဲ့ဒီအင်ဟောင်းကြီးကိုနောက်တစ်ခါဘယ်တော့မှမသွားတော့ပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့၆၆ဖွဲ့ကောင်းတဲ့ဧည့်သည်နဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုဘယ်တော့မှမနိုင်တော့ပါဘူး။